ဗရီဂန်လေးစိတ်တွေမှာလင်းခီးစင်တွေတောင်းနေတာနဲ့ဖျက်သိမ်းတာတွေရှိနေပါတယ်။အကြောင်းကတော့လာဇာမယာပဲအလုံးလုံးနေရတဲ့လေချောင်းထိန်းချုပ်ရေးဝန်ထမ်းတွေကတချို့ပင်ပန်းလို့ခွင့်ယူကြလို့ပါပဲ။လေချောင်းထိန်းချုပ်ရေးဝန်ထမ်းတွေကိုမရှိမဖြစ်ဝန်ထမ်းတွေဖြစ်သတ်မှတ်ထားတာမို့အစိုးရရုံးပိတ်ချိန်မှာလည်းအလုံးလုံးရပါတယ်။ဒါပေမဲ့ရုံးတွေပြန်ဖွင့်မှပဲလာဇာပြန်ရမှာပါ။ဝန်ထမ်းအင်အားမလုံလောက်မှုတွေက Las Vegas, Houston နဲ့ Chicago ပါဝင် လေစိတ်အတော်များများကိုထိခိုက်နေပါတယ်။ညဘက်မှာဆိုရင် နက်ရှ်ဗီလ်လေဆိပ်ရဲ့ထိ ंछ ွေမျောစင်ကဝန်ထမ်းအင်အားအကန့်အသတ်နဲ့လက်ပတ်နေရတာကြောင့်အဲဒီကလေကြောင်းကြီးစင်တချို့ကိုမန်ဖေ့စ်မြို့ကအဖွဲ့တစ်ဖွဲ့ကထိ ंछ ုပ်ပေးခဲ့ရတာတွေလည်းရှိပါတယ်။လေကြောင်းထိ ंछ ွေဝန်ထမ်းတမကကတော့သူတို့ဖွဲ့ဝင်တွေကိုအလုပ်ပြန်လာဖို့တိုက်တွန်းနေပေမဲ့ဝန်ထမ်းတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုနားလည်ပါလေလို့ပြောပါတယ်။ကျွန်တော်တို့ကညနေအစိုင်းတွေညဆိုင်တွေနဲ့အလဲကျတွေလှုပ်လှုပ်ရပါတယ်။မိမတူတဲ့နဲ့ကလေးတွေပြုစုဆောင်ရှောက်နေရသူတွေလည်းရှိပါတယ်။ကလေးရင်းစည်းတော့မတက်နိုင်တဲ့အခါမျိုးမှာတော့ တကယ်ကိုခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရတာတွေရှိပါတယ်လို့သူကပြောပြပါတယ်။လေချောင်းထင်းချုံရေဝန်ထမ်းတွေကအစိုးရရုံးပိတ်ချိန်မှာအလုတ်ကနေအနာပေးခင်ရတာမျိုးမရှိပေမဲ့ February ဝန်ထမ်း9,500လောက်ကတော့အလုတ်လက်မဲ့ဖြစ်နေရပါတယ်။အခုဆိုရင်တမရထရန့်ကတော့အစိုးရရုံးနေပြန်ဖွင့်တဲ့အခါအလုတ်ကနေအနာပေးခင်ရတဲ့ Federal ဝန်ထမ်းအားလုံးကိုလစာပြန်ပေးဖို့မလိုဘူးလို့ပြောပါတယ်။ကျွန်တော်တို့ဝန်ထမ်းအများစုတော်တော်ဂယူဆိုင်ပေးမှာပါ။တချို့လူတွေကတော့တကယ်ကိုဂယူဆိုင်ဖို့မထိုက်တန်ပါဘူး။ အဲ့ဒီလူတွေကိုတော့တခြားနီလာနဲ့ဂျူးဆိုက်ပေးမှာပါလို့သူကပြောပါတယ်။တမနာထရန်ကဘယ်ဝန်ထမ်းတွေကတော့လဆာမရဘူးလဲဆိုတာကိုတော့ပြောဆိုခဲ့ခြင်းမရှိပါဘူး။ဒီကိစ္စကိုဒီမိုကရက်တွေကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ဘသူ့ကိုလဆာပေးရမယ်မပေးရဘူးဆိုတာကိုသူဆုံးဖြတ်နိုင်တယ်ဆိုတဲ့သူ့ရဲ့မှတ်ချက်ကဝန်ထမ်းတွေကိုချိမ့်ချောင်နေတာပါပဲ။ဒါကအမေရိကန်ပြည်တော်စုကစ조사ပန်းစားအလုပ်လုပ်နေကြတဲ့ပြည်သူတွေကိုဆိုးရွားစွာတိုက်ခိုက်တာပါပဲလို့ပြောကြပါတယ်။၂၀၁၉ခုနှစ်မှာတော့တမနာထရန်က အစိုးရယုံတွေရက်ဆိုင်တာပြီးသွားတဲ့အခါဖက်ဒရယ်ဝန်ထမ်းတွေကိုနောက်ကျောင်းပြန်ပြီးလစာပေးဖို့အာမခံတဲ့ဥပဒေတရက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ဥပဒေကိုစန့်ကျင်ပါလားလို့သတင်းတောက်တွေကမေးမြန်းတဲ့အခါတမရကကျွန်တော်ဥပဒေကိုလိုက်နာပါတယ်ဥပဒေကမှန်တယ်လို့ပြောထားတာကိုလည်းကျွန်တော်လိုက်နာပါတယ်လို့ပြန်ဖြေခဲ့ပါတယ်ခင်ဗျာ